မင်္ဂလာပါရှင်ဒီနေ့မှာတော့ချမောင်သီးကျော်လေးလှုပ်ရှားပြလို့အားလုံးလည်းလိုက်လှုပ်ရှားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်ချက်တွန်ဤတချမ်းစာလောက်ကိုပပလေးတွေလီးပေးထားပါတယ်ယုတ်ဒီစိန်၄00လောက်ကိုလည်းအခုလိုမျိုးလေးပပလေးလီးပေးထားပါတယ် ကျက်သွန်ဖြူတစ်လုံးစာလောက်ကိုလည်းပပားလေးတွေလိပြတ်ပေးထားလိုက်ပါတယ်။နာယူဝဲလောက်ရေစိမ်ထားတဲ့ချမောင်သီးကြောက်လေးတွေကိုရေနှစ်ရေလောက်စီပီးလိုက်ပါတယ်။

တက်ညီအောင်လို့တရားလေးမူပေးရပါတယ်။အယောင်တင်မုတ်အနေငယ်ထဲပါတယ်။ငပိတစွန်းစာထဲပါတယ်။ပြီးတော့ငပိလေးကိုလည်းတရားလေးစီတက်ပေးလိုက်ပါတယ်။ ဆောကရေးစေးထားတဲ့ချမောင်လေးလေးတွေကိုထည့်လိုက်ပါတယ်။မြေပဲထောင်းထားတာလေးထည့်ပါတယ်။ပဇွန်ကြောက်ရှိရင်လည်းပဇွန်ကြောက်ထည့်လို့ရပါတယ်။စားထည့်ပါတယ်။ ငါးသားမုံအနေငယ်ထေးပါတယ်ပြီးရင်တော့အရသာလေးညှန့်သွားအောင်လို့တေချာလေးမွေပေးရပါမယ် ဖုံးလေးအုပ်ပြီးချမောင်မူးလေးတွေနူတဲ့အထိတည်ပေးထားလိုက်ပါတယ်။မြူသီးစိမ့်ထည့်ပါတယ်။ ှမောင်သီးလေးတွေအနေငယ်အိပ်ဖို့လိုနေသေးတာနဲ့ရေနှစ်စုံလောက်ထည့်ပြီးတော့ဆက်ပြီးတော့တည်ထားပေးလိုက်ပါတယ်ခုဆိုရင်တော့ချမောင်သီးလေးတွေမြူအီလာဖြစ်ပါတယ် ခုဆိုရင်တော့ထမင်းမိန်စီရဲ့ချမောင်ကြီးထောင်းကျော်လေးရပါပြီ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်